ဒီနေ့နန်းတို့ရေစေးလာတုတ်တဲ့နေ့လေးပါတထေးလက်ခံထားတဲ့ရေစေးလေးလာတုတ်ဖြစ်တယ်ပေါ့နော်ဒီနေ့နန်းတို့ပြိဘောကစေးလုတ်ပြီးတဲ့နောက်ဒီယုံခန်းပြိဘောကစေးလုတ်ပြီးတဲ့နောက်မှာနန်းတို့ဒီရေစေးကိုဝင်လို့ရတယ်ပေါ့နော်ရေစေးနဲ့ပြိဘောကစေးလုတ်တဲ့ခါမှာပြိဘောကစေးကအဝတ်စားသိမ့်မပေဘူးပေါ့နော်ဒီရေစေးခါကြတော့အဝတ်စားပေးတယ်ဒါကြောင့်ပြိဘောကစေးလှုပ်ဖို့အတွက်အဝတ်စားတတ်တတ်ထားရတယ်ပြီးတော့ဒီရေစေးလှုပ်ဖို့အတွက်အဝတ်စားတတ်တတ်ထားရပါတယ် ဈေးတုံနီးမှာဆိုရင်ဈေးတုံနီးမျိုးစုံရှိတယ်ရေဈေးရှိမယ်စီဈေးရှိမယ်ပြိဘောကဈေးရှိမယ်ပြီးတော့အရှာဈေးနီးတွေလည်းရှိမယ်ပေါ့နော်နန်းတို့အများဆုံးလောက်ရတဲ့ဈေးတုံနီးတွေခါကြတော့ရေဈေးနဲ့ဒီပြိဘောကဈေးပေါ့နော်နှမျိုးကိုအများဆုံးလောက်ရပါတယ်ဒီဈေးကကြတော့နည်းနည်းမြန်ပါတယ်ဒီပြိဘောကဈေးခါကြတော့လက်နည်းနည်းဝင်တယ်ဗောနော်အချိန်ပေးရတယ်သူ့ကိုအသေးစိတ်ကနေစပြီးလှုပ်ရတာဆိုတော့အချိန်ပေးပြီးလှုပ်ရတယ်ပြိဘောကဈေးက နန်းကိုချက်ပေါက်ကနေလာပြီးတော့မေးကြတာတွေရှိတယ်။အမကြီးစီတုံးဖို့လူလို့သေးလားဆိုပြီးတော့ပေါ့နော်။အခုတော့နန်းတို့တထေကသူမလို့သေးပါဘူး။လိုအပ်တဲ့ချိန်ကျရင်နန်းပြန်ပြောပါမယ်။စီတုံးတဲ့အလုပ်ကလူရောစိတ်ပါလွတ်လပ်ပြီးတော့စိတ်ကျဉ်ကျက်မှုတွေမရှိဘူးပေါ့နော်။ဒါကြောင့်နန်းစီတုတ်တာကိုကြိုက်တာပါ။နောက်ကျရင်နန်းတို့စီမှာအလုတ်တွေလူလို့ရင်နန်းပြန်ပြောပေးပါမယ်။အန်နန်းစီအလုတ်မင်းလာတဲ့သူတွေပေါ့နော်။နန်းလိုလွတ်လွတ်လပ်လပ်လေးအလုတ်ရစေချင်ပါတယ်။